င်းကျွင်းတွေဦးတပေါင်းလာကလောကတဘာဝအရာအလွန်လှပတဲ့ကာလရဲ့လူချီးစာစုတွေညှို့ဆူကြသလိုတကူးလာဟာလည်းနွေရသည့်အလှတို့ပြေဝသွားနေတည်ရှိပါတယ်တပေါင်းလာကိုဟီမန်ဆောင်းကုံဂိမန်တွေအပြောင်းရဟောင်းတွေကြွေလီယူတို့တိုက်ချင်ရဲ့လူချီးစာစုတို့တင်စားကြပါတယ် ထောက်တွေ့ပူပြင်းတဲ့လူရည်ဒီကိုကူးပြောင်းလာတဲ့တပေါင်းလာမှာထင်ရှားလာတဲ့ဖျားပွဲတော်တွေရှိပါတယ်။အဲ့ဒီတဲမှာတဲပုံဇေဒီပွဲတော်ကတပေါင်းလာရဲ့ရာဒီပွဲတော်အဖြစ်တည်ရှိပါတယ်။တဲပုံဇေဒီပွဲတော်တွေကိုမြို့ရွာအလိုက်ကျင်းပလေးရှိကြပါတယ်။မြမာပြည်ကတမိုင်းဝင်ဖျားဇေဒီတွေမှာမိုးလေကင်းလွတ်တဲ့ရာဒီရောက်ပြီးဆိုရင် ဖျားပွဲတော်တွေကျင်းပလေးရှိကြပါတယ်။အဲ့ဒီလိုယာတိအလိုက်ကျင်းပကြတဲ့ဖျားပွဲတော်တွေထဲမှာလက်ရှိညူယာတိတပေါင်းတကူလာရဲ့ဖျားပွဲတော်တွေကလည်းထင်ရှားလှပါတယ်။ဧရာဝတီတိုင်းဒေသကြီးငပူတော်မြို့နယ်မှာရှိတဲ့စံတော်ရှင်မော်တင်စွန်းသေဒီတော်မြတ်ကြီးရဲ့ဖျားပွဲတော်ကိုတပေါင်းလာသံကန်ဒီတပေါင်းလာပြီနေအထိနှစ်စဉ်နှစ်တိုင်းကျင်းပလေးရှိကြပါတယ်။မော်တင်စွန်းဖျားပွဲတော်ကို ဖျားဘူးခီးသွားတွေဟာကုံလန်းရောရေလန်းကပါ လာရောက်ဖူးမြော်ကြတာဖြစ်ပါတယ်ကျွန်တော်မမပသိန်းသူချောင်းရင်မောင်လာဖို့တမှုအများမင်းမတွေ့ဝလာဝဲယူစပယ်စီချင်းတန်းကြီးပဲကျွန်တော်ချင်းမော်ဒင်သွန်းသီတီတော်မြတ်ကြီးဟာနဂါမင်းတီးခဲ့တဲ့ဖျားဖြစ်တယ်လို့တမိုင်းကြောင်းယာသွင်းနေ ရှိခဲ့ပြီးအနောညထာမင်း ျန်စစ်သားမင်းနဲ့အလောင်းစီသူမင်းတို့ကဆက်လက်ကူးကွယ်ပူဇော်ခဲ့ကြတယ်လို့အဆိုရှိပါတယ်။တပေါင်းလာတဲ့နောက်ထပ်လူတီများထင်ရှားတဲ့ဖျားပွဲတော်ကတော့ချွေစာရန်ဖျားပွဲတော်ဖြစ်ပါတယ်။ချွေစာရန်ဇေယီတော်ဟာပကံပြည့်ရှင်အနော်ထာမင်းရဲ့မိဖုရားတစ်ပါးဖြစ်တဲ့ရှမ်းမင်းသမီးလေးသောမုံလှတည်ထားတဲ့ဇေယီတော်ဖြစ်ပါတယ်။ဒုထဝရီမြေကမ်းပေးမှာတပ်ပေစွာနဲ့တည်ရှိပြီး အနေနဲ့ရရက်ကဖျားဖူးတွေနဲ့ထင်ရှားလာတဲ့စီဒီတော်ဖြစ်ပါတယ်နှစ်စဉ်တပေါင်းလာပြီကနေတပေါင်းလာပြီကြော်အထိရွှေစာရံဖျားပွဲတော်ကိုကျင်းပလေရှိပါတယ် ဝူတိုင်းဒေသကြီးချွေတောင်မြို့နယ်မှာရှိတဲ့ရွှေနတ်တောင်ဖျားပွဲကလည်းတပေါင်းလာတန်းကန်နေတပေါင်းလာပြီနေအထိကျင်းပါလိရှိတဲ့ဖျားပွဲပါပြီးခရိုင်ချွေတောင်မြို့နယ်မှာရှိတဲ့ရွှေနတ်တောင်စီရီတော်ဟာမြမာပြည်မှာထင်ရှားလာတဲ့တကူးကြီးဖျားတဆူဖြစ်ပါတယ်လူတရည်နတ်တရည်တီထားကိုွယ်ခဲ့တာဖြစ်တယ်လို့ဆိုရှိပါတယ်ချွေနတ်တောင်ဖျားပွဲတော်ကိုရိုးရအစင်လာအရာ နွားလေးများနဲ့လာရောက်ဖူးမြိုလေပတ်တဲ့ဓလိလေးရှိပါတယ်မြန်မာနိုင်ငံမှာကြော်ကြားလာတဲ့ဇလုံးမန်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားသတင်းတုံးရထာနေမှာလဲတပေါင်းလာရောက်တိုင်းဖျားပွဲတော်ကျင်းပါလိရှိကြပါတယ်ဧရာဝတီတိုင်းဒေသကြီးဇလုံးမြို့မှာရှိတဲ့မန်အောင်မြင်မြတ်စွာဘုရားဟာမုဏိလေးစုဝင် ရုပ်ရှင်တော်မြတ်ကြီးများထဲကတဆူဖြစ်ပါတယ် မူနီလေးစုရုပ်ရှင်တော်မြတ်ကြီးတွေကတော့မန္တလေးမြို့ကမဟာမူနီရခိုင်ပြည်နယ်ကြောက်တော်မြို့ကရှင်ကျော်မူနီဘကူတိုင်းပန်းတောင်မြို့နယ်ကရွှေဘုံသာမူနီနဲ့ဇလုံမြို့ကပြည်တော်ပြန်မအောင်မြင်မူနီမြတ်စွာဘုရားတို့ဖြစ်ပါတယ်။တဘောင်းလာပြည်နေ့မှာဆိုရင်အမျိုးမျိုးအနေနဲ့မှာရှိရဲ့ဘုရားစီတော်တွေမှာဘုရားဖူးသူတွေနဲ့အလွန်ပဲစီကားလေးရှိကြပါတယ်။ ထူးမြတ်တဲ့ဂုံဝင်တွေနဲ့တပေါင်းလားဟာမြမ12လရာသီရဲ့နောက်ဆုံးလအဖြစ်နဲ့ကြန့်ရှိခဲ့ပြီဖြစ်ပါတယ်။နှစ်တတူတပန်ရောက်ရှိလာတဲ့တကူးလားကလည်းမြမတို့ရဲ့နှစ်ဦးလအဖြစ်နဲ့ကောင်းကြီးမင်္ဂလာတွေကိုဆောင်ကြီးနိုင်ဖို့နှစ်ဦးကုသိုလ်တွေပြုလုပ်ကြတဲ့လဖြစ်ပါတယ်။နှစ်တနှစ်ကိုကူပြောင်းလာတဲ့တကူးလာမှာ နှစ်တေကူအတာတရံပွဲတော်ကတော့မြန်မာလူမျိုးတို့ရဲ့အရေးပါဆုံးပွဲတော်ကြီးပဲဖြစ်ပါတယ်မြန်မာနိုင်ငံမှာအတာရံပွဲတော်ဟာတော်ရုံမြို့ပါမကျန်းအစီကားဆုံးနဲ့အကြီးအကျယ်အခမ်းအနားဆုံးလည်းဖြစ်ပါတယ် ဥပုပ်တရင်စောက်တီသူတွေလုံလံပရဟန်းခံသူတွေစတုဒီတာကျွေးသူတွေနဲ့မြမလူမျိုးတို့ရဲ့နှစ်သက်အတွက်ကောင်းမှုကုသိုလ်တွေပြုကြတဲ့အချိန်အခါလည်းဖြစ်ပါတယ်။ကြီးကစားမန္တတွေပေါ်ကတကြံရင်းတွေရဲ့အကအလှတွေတီးတချင်းဖြော်ပြီးပွဲတွေနဲ့ပျော်ပွဲရှင်ပွဲတွေပြုလုပ်ပြီးပျော်ရွှင်ကြတဲ့ပွဲတော်လည်းဖြစ်ပါတယ်။ တကူးလာမှာအတာကြံပွဲတော်အပြင်ဖျားပွဲတော်တွေလည်းရှိပါသေးတယ်။ဘုရားမျိုးကရွှေမော်ရောစီတော်မြတ်ကြီးရဲ့ဗုဒ္ဓပူဇနီးယပွဲတော်ကိုတကူးလာကြံကာလနောက်ပိုင်းမှာကျင်းပလေရှိပါတယ်။ရွှေမော်ရောစီတော်မြတ်ကြီးရဲ့တမိုင်းကြောင်းရာသွေတွေကအမျိုးမျိုးရှိပြီးမြမပြီမှာရွှေတကုံစီတော်ပြီးရင်တကူးကြီးထင်ရှားတဲ့စီတော်လည်းဖြစ်ပါတယ်။ ရှင်မောရောတေဒီတော်မြတ်ကြီးရဲ့ဖျားပွဲတော်ကိုပျော်ပွဲရွှင်ပွဲတွေဇက်ပွဲတွေနဲ့စီကားတိုက်မြိုက်စွာကျင်းပလိရှိကြပါတယ်။အခုလိုတပေါင်းလားနဲ့တကူးလားတွေမှာကျင်းပကြတဲ့ဖျားပွဲတော်တွေထဲမှာတဘူတွဲလာသန်းကန်ဒီနှစ်ဆန်းတရနေ့အထိကာလရှိကျင်းပတဲ့မန်းရွှေဆက်တော်ဖျားပွဲကလည်းထူးခြားစွာနဲ့ပါဝင်နေပါတယ်။မကွေးတိုင်းဒေသကြီး မင်းမှုမြို့မှာရှိတဲ့မန်းရွှေဆက်တော်ဖရားမှာကျင်းပတဲ့ဖရားပွဲတော်ဟာအညာဒေသရဲ့ဒူးထင်ရှားလှတဲ့ဖရားပွဲတော်ကြီးဖြစ်ပါတယ်။ကာလာရှိကျင်းပတဲ့ဖရားပွဲတော်ဖြစ်တဲ့အတွက်အနေနဲ့ရက်ရက်ကဖရားဘူးဧည့်သည်တွေအေးအေးဆေးဆေးနဲ့ဖရားလဲဖူးတွားရောက်အပန်းဖြေကြတဲ့နေရာလဲဖြစ်ပါတယ်။ မန်းရွှေဆက်တော်ဖျားပွဲတော်ကိုအနီးဝန်းကျင်ရွာတွေကနွားလဲများနဲ့ဖျားဖူးတွားရောက်လေးရှိတဲ့ဒလေးကလည်းညမယူရပုံရိပ်တမျိုးအနေနဲ့ထင်ရှားကြော်ကြားလှပါတယ်အခုလိုတပေါင်းတကူနွေရာသီဖျားပွဲတော်တွေဟာ မြမာပြည်ရဲ့ရိုးရာရည်ကြီးမှုအမွေအနှစ်တွေထဲမှာလည်းပါဝင်လို့နေပါတယ်။ဆနလရာသီဘာသာရည်ကြီးမှုဆိုင်ရာကျင်းပကြတဲ့ပွဲတော်တွေဟာခေတ်တွေအလီလီပြောင်းလဲစေကမူမြမာပြည်သူတွေကြားမှာတော့ဆက်လက်ရှင်သန်နေမဲ့ရိုးရာဒလိအဖြစ်တည်ရှိနေပါတယ်။